မေခုမေတက်ချင်းဆိုတာဘာလဲလူ့ဘဝရဲ့အောင်မြင်မှုလျှို့ဝှက်ချက်တွေထဲမှာမေခုမေတက်ချင်းဆိုရဲကျွမ်းကျင်မှုဟာအလွန်အရေးကြီးပါတယ်အဖြေမှန်ကိုရှားဖွေလို့စိတ်စူးစမ်းလို့စိတ်နဲ့စမ်းသစ်တွေထွင်လို့စိတ်တို့ရဲ့အခြေခံအုတ်မြစ်ဟာမေခုမေတက်ချင်းပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အတ္တပညာဘုဒ္ဓတာတွေသိပ္ပံနိကြတိုးတက်မှုတွေနဲ့လူ့ဘဝစီရဲ့ပြောင်းလဲမှုတွေအားလုံးဟာရဲရင့်တဲ့မေခုတစ်ခုကနေစတင်ခဲ့တာကြီးပါပဲ။ ဒါပေမဲ့မေခွန်မေတက်ကျင်းဆိုတာရိုးရှင်းတဲ့စကလုံးအနေငယ်ကိုစူးစီးပြီးမေးလိုက်ရုံမဟုတ်ပါဘူး။ဒါပြဿနာတစ်ခုရဲ့အရင်းမြစ်ကိုဖော်ထုတ်ဖို့ကြိုးပမ်းခြင်းအကြောင်းအရာတစ်ခုကိုနားလည်ဖို့အတွက်အပေါ်ရန်အခွန်ကိုခွာချပြီးအသွင်းကအနှစ်သာရကိုမြင်အောင်ကြည့်နိုင်ဖို့ကြိုးပမ်းတဲ့အသွေးခေါ်ဆိုင်ရာကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။အထူးသဖြင့်ဒီနေ့ခေတ်လိုတည်င်းအချက်လက်တွေအလွယ်တကူရရှိနိုင်တဲ့ကဘာကြီးမှာအချက်လက်တွေကိုသိယုံနဲ့မလုံလောက်တော့ပါဘူး။ ဒီအချက်အလက်တွေရဲ့နောက်ကွယ်မှာဘာတွေရှိနေလဲဘယ်လိုဆက်နွယ်မှုတွေရှိနေလဲဆိုတာကိုနားလည်ဖို့အတွက်မန်ကန်နဲ့မေးခွန်းတွေမေးသက်ဖို့လိုပါတယ်မေးခွန်းကောင်းတွေမေးချင်အဖြစ်ကျွန်တော်တို့ဟာကိုယ့်ရဲ့ယူဆချက်တွေကို ပြန်လည်စိန်ခေါ်နိုင်ပါတယ်ဥပမာစီးပွားရေးလုပ်ငန်းတစ်ခုမှာဒီအရာကိုအမြဲတမ်းဒီလိုပဲလုပ်ခဲ့ကြရလားဆိုရဲမေးခွန်းမျိုးမေးချင်ဟာဘုံမကောင်းမွန်တဲ့နီလန်းပိုပြီးအကျိုးရှိတဲ့စနစ်တစ်ခုကိုရှာဖွေတွေ့ရှိဖို့ဦးတည်စီနိုင်ပါတယ် မေခွန်မေးသူဟာအခြေအနေတစ်ခုကိုအပြောင်းအလဲဖြစ်စေနိုင်သူစံသစ်တည်ထွင်မှုကိုစတင်စေနိုင်တဲ့သူဖြစ်လာပါတယ်။မေခွန်တွေမှာအမျိုးအစားတွေရှိပါတယ်။အများအဖြစ်ကျွန်တော်တို့မေးလေးရှိတဲ့ဘဒူလဲ၊ဘာလဲ၊ဘယ်မှာလဲ၊ဘယ်အချိန်လဲစတဲ့မေခွန်တွေဟာအချက်လက်တွေကိုသိဖို့အတွက်သာအရေးကြီးပါတယ်။ဒီမေခွန်တွေဟာအဖြေအသူပဲရစီပြီးအသွေးခေါ်တိုးသက်စေဖို့နည်းပါးပါတယ်။ပိုပြီးအရေးပါတာကတော့နက်နက်နဲနဲစူးစမ်းတဲ့မေခွန်တွေပဲဖြစ်ပါတယ်။ ဒီမိခွန်းတွေကတော့ဘယ်လိုလဲဘာကြောင့်လဲဘာဖြစ်လာနိုင်လဲဘယ်လိုပြောင်းလဲနိုင်လဲစားရဖွင့်ထားတဲ့မိခွန်းတွေဖြစ်ပါတယ်ဥပမာအစည်းအဝေးတစ်ခုမှာစီမံကိန်းတစ်ခုပြည့်ရင်းသွားတဲ့အခါဘာတွေဖြစ်ပျက်ခဲ့သလဲလို့မေးမဲ့အစားဘာကြောင့်ဒီလိုဖြစ်ခဲ့ရတာလဲဒီအခြေအနေကိုဘယ်လိုပြောင်းပြန်လည်နိုင်မလဲလို့မေးချင်းအားပြည်တနာရဲ့အမြင့်ကိုတူးဖော်ပြီးရေရှည်ဖြည့်ရှင်းချက်ကိုရှာဖွေနိုင်ဖို့ကူညီပေးပါတယ်မိခွန်းမေတ္တာခြင်းကျွမ်းကျင်မှုဟာပညာရည်နယ်ပယ်မှာရော လုပ်ငန်းခွင်မှာပါမရှိမဖြစ်လိုအပ်ပါတယ်။စာတင်ခန်းထဲမှာမိခွန်မေတ္တသူចောင်းသားပေးထားတဲ့သင်ခန်းစာကိုနားလည်ရုံတမကပဲ။အဲ့ဒီသင်ခန်းစာရဲ့ဘေးပတ်ပတ်လည်ကအကြောင်းအရာတွေကိုပါချိတ်ဆက်သွေးခေါ်နိုင်စွမ်းရှိပါတယ်။မိခွန်မေချင်းဟာအလူကျက်မဲ့ချင်းအစားဝေဖန်ပိုင်းခြားတဲ့အသွေးခေါ်ကိုဒိုးသက်စီပါတယ်။စီးပွားရေးလောကမှာမိခွန်မေတ္တတဲ့ခေါင်းဆောင်တွေဟာအောင်မြင်မှုရဖို့အခွင့်အရေးပိုများပါတယ်။ကျွန်တော်ရဲ့ပေါ့တယ်တွေတကယ်လိုအပ်နေတာဗါလဲ။ ဒီနေ့ဈေးကွက်ရဲ့အကြီးမားဆုံးစိန်ခေါ်မှုကဘာလဲစရဲမေခွန်းတွေကကုမ္ပဏီရဲ့ဥတီချက်ကိုပြောင်းလဲစေပြီးစမ်းသစ်တဲ့ထုတ်ကုန်တွေနဲ့ဝန်ဆောင်မှုအစ်စ်တွေကိုဖန်တီးဖို့ဥဆောင်နိုင်ပါတယ်။ပြည်ထနာတစ်ခုဖြစ်လာတဲ့အခါအပြစ်ရှာဖို့မေခွန်းမေးတာချက်သင်ခန်းစာယူဖို့မေခွန်းမေးတာပိုပြီးအကျိုးရှိပါတယ်။လူတွေကမေခွန်းမေးဖို့တွန်းဆုံနေတတ်တဲ့အကြောင်းရင်းတစ်ခုကတော့မတိတာကိုဖော်ထုတ်လိုက်ရင်လူတွေကငါ့ကိုအတုံးမကြဘူးလို့ထင်သွားမှလားဆိုရဲစိုးရင်စိတ်ပဲဖြစ်ပါတယ်။ ဒါပေမဲ့တကယ်တမ်းတော့မေခွမမေးပဲနေတာဟာသာအန်ဒရယ်ပူကြီးပါတယ်။မေခွမမေးပဲနေလိုက်တဲ့အခါအကြီးကျယ်နားလည်မှုလွဲမားတာတွေ၊ဆုံးဖြတ်ချက်မားတာတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ဆုံးဖြတ်ချက်တစ်ခုမချခင်မှာဒီဆုံးဖြတ်ချက်ရဲ့အဆိုးဆုံးရလက်ကဘာဖြစ်မလဲ။ဒီမှာဘလို့အခွင့်လန်းတွေရှိသေးလဲစတဲ့မေခွနဲ့မေးချင်းကအန်ဒရယ်ကိုရှော့ချပေးပါတယ်။ဒါအပြင်မေခွမေးချင်းဟာအားနေချက်မဟုတ်ပဲကိုယ့်ရဲ့တိလိုစိတ် ရဲရင်မှုနဲ့တိုးသက်ခြင်းစိတ်ကိုပြသခြင်းပဲဖြစ်ပါတယ်။အကောင်းဆုံးပညာရှင်တွေနဲ့ခေါင်းဆောင်တွေဟာအမြဲတမ်းမေးခွန်းတွေမေးနေသူတွေပဲဖြစ်တယ်ဆိုတာကိုတတိယသိပါတယ်။ဒါကြောင့်မေးခွန်းမေးတတ်တဲ့အလေးချင်းကိုတိဆောက်ဖို့အတွက် အချက်၃ချက်ကိုအာရုံစိုက်နိုင်ပါတယ်။ပါမဆုံငါဘာသိတယ်လဲလို့မေးမဲ့စားငါဘာမသိသေးတယ်လဲလို့မေးပါဒီအတွေးခေါ်ဟာတင်ယူမှုကိုအားပေးပါတယ်။ဒုတိယအနေနဲ့အဖြေရရုံတက်တဲ့မေးခွန်းတွေမေးတာကိုရှောင်ပြီး ဘာကြောင့်ဆိုရဲမေးခွန်းတွေကိုမေးပါအကြောင်းအရာတိုင်းရဲ့နောက်ကွယ်မှာအကြောင်းရင်းရှိတယ်ဆိုတာမမေ့ပါနဲ့တတိယအနေနဲ့ဒါကိုဘယ်လိုတိုးတက်အောင်လုပ်နိုင်မလဲလို့ကိုကိုကိုမေးပါဒါတိုးတက်လို့စိတ်နဲ့စံတစ်တထွင်လို့စိတ်ရဲ့အခြေခံမေးခွန်းပဲဖြစ်ပါတယ်နေကောင်းချုပ်အနေနဲ့ပြောရရင်မေးခွန်းမေးတက်ခြင်းဆိုတာခေတ်ကာလတိုင်းအတွက်ဖိုးမဖြတ်နိုင်တဲ့စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်ဒါကျွန်တော်တို့ကိုပိုပြီးထက်မြက်စေအောင်တမကပဲပုံမကောင်းမှုနဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ਨੇ ပုံမကောင်းမှုနယ်ဘဝတစ်ခုကိုတည်ဆောက်နိုင်ဖို့ကူညီပေးနိုင်ပါတယ်။ဒါကြောင့်ဒီနေ့အစပြီးပုံမကောင်းမှုနယ်မိခွန်းတွေမေးဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။ဒီနေ့အကြောင်းအရာလေးကနေအဖြေကိုရှာဖွေသူမဖြစ်ခင်မှာမိခွန်းကိုရှာဖွေသူတွေဖြစ်နိုင်ကြပါစေလို့ဆန္ဒပြုပါတယ်။ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းဖိတ်ခေါ်ပါတယ်။အဆုံးသတ်နားဆင်ပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။